မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဧပြီလ17ရက်နေ့မွန်လွဲပိုင်းတရင်များကိုအစီရင်ခံတင်ဆက်ပေးပါရမရှင်ပထမဆုံးတရင်နေနဲ့တာစီမြို့အနီးကိုဗဟုပြုရိပ်ပြင်းအား၅သမ၅အစင်ရှိငလင်းလောက်ကမိတိလောင်ဝန်းတွင်နဲ့မြေသားအပဝင်နေရအများစုမှပြည်သူများထိတ်လန့်တောင်ငုံနဲ့ဝန်းတွင်နဲ့ရှင်နေနေနပိုင်းငလင်းငယ်များလောက်ခန့်နေပြီးနောက်ဆက်တွဲငလင်းလာနိုင်၍သတိပြုကြရန်သတိပေးဆိုတဲ့တရင်ပဲဖြစ်ပါရရှင်မန္တလေးတိုင်းတာစီမြို့အနီးကိုဗဟုပြု ၍ပြင်းအား၅ဒသမ၅အစင်ရှိငလင်လှုပ်ခတ်ခဲ့ပြီးငလင်တံကိုမိတီလာဝန်းတွင်နှင့်မြေသားအပါဝင်မြို့နေရာအများစုမှပြည်သူများခံစားသိရှိကအထိတ်တလန့်ဖြစ်သွားကြကြောင်းသိရှိရသည်။ ရှနေဧပြီလ17ရက်နေ့မြန်မာစံတော်ချိန်ညနေ10:59မိနစ်ချိန်မန္တလေးတိုင်းသာစီမြို့အနီးမြေအောင်အနက်10ကီလိုမီတာကိုဗဟိုပြု၍ Richester Scale 9.5အစင်းနဲ့အင်အားအသင်တင်ရှိသည့်မြင်းကလင်းတစ်ခုထပ်မံလောက်ခတ်ခဲ့ကြောင်းစကိုင်းငလင်းကြီးဤနောက်ဆက်တွဲငလင်းငယ်များဆက်လက်လောက်ခတ်နိုင်သည့်အတွက်ငလင်းဘေးဆောင်ရန်ရှောင်ရန်တရိပ်ပြုရန်များနဲ့အညီနေထိုင်ကြပါရန် မြန်မာညညရဲ့အဆိုအရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်သတိပေးသည်ဒီမနက်7နာရီလောက်မှလှုပ်တဲ့ငလင်ကအတော်ပြင်းနဲ့နှစ်ချက်သိမ့်ငနေသိမ့်ငနေဖြစ်သွားတာအကုန်လမ်းမတွေပေါ်ပြေထွက်ကြတဲ့အိမ်ထဲမနေရဘူးဟုမိတိလာမပြည်သူတို့ကဆိုသည်ထို့ပြင်ငွမ်းတွင်မြို့နယ်နဲ့မြစ်သားမြို့နယ်တွင်လည်းငလင်လှုပ်ခတ်မှုကိုတိတိတတ်တာခံစားသိရှိရကြောင်းဒေသပြည်သူများကဆိုကြသည်ယနေ့ဧပြီလ17ရက်နေ့နံနက်ပိုင်းနောက်ဆက်တွဲငလင်ငယ်များလှုပ်ခတ်နေ ရာယနေ့နနက်9:00မိနစ်အချိန်တောင်ကုန်းမြို့အနောက်မြောက်ဘက်73မိုင်ခွာကိုဗိုလ်ပြွေပြင်းအား၄ .3 အစင်ရှိငလင်းလှုပ်ခတ်ခဲ့ကြောင်းအလားတူယနေ့နနက်8:43မိနစ်အချိန်ဝန်ရွင့်မြို့နယ်၏အရှေ့မြောက်ဘက်ကို9မိုင်ခန့်ကိုဗိုလ်ပြွေပြင်းအား3အစင်ရှိမြင်းငလင်းလှုပ်ခတ်ခဲ့ကြောင်းသိရှိရသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မကွေးရင်ဆေးရရှိကြီးတူဝီသားဖြစ်သူကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆဲဖန်စီခဲ့တဲ့ဖြင့်နယ်ရေကန်ရွာနှင့်ရွာသိပ်ကလေးရွာအုပ်ချုပ်ရေးမှုနှစ်ဦးထွက်ပြေးရဆိုတဲ့တဲ့ရင်ဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းမကွေးမြို့နယ်တွင်ဆေးရရှိကြီးတို့၏ဆဲကျော်တက်ရွယ်သားဖြစ်သူကိုစမှုထန်းခိုင်ရန်ပေါ်တာဆွဲဖမ်းဆီးခဲ့သည့်ဖြင့်နေရကန်ကြေးရွာနှင့်ရွာသေးကလေးကြေးရွာအုပ်ချုပ်ရေးမှုနှစ်ဦးထွက်ပြေးနေရကြောင်းအဆိုပါကြေးရွာတွင်နေထိုင်သောပြည်သူများကရန်ကုန်ခေတ်သစ်တွင်ဌာနထံသို့ပြောဆိုသည် မက်လာနောင်ပိုင်းတွင်စစ်မှုရန်ပတ်စင်စနစ်အတွက်မကွေးမြို့နယ်နေရီကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဝန်ဆောင်နှင့်ရွာတက်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးဟန်မောင်တို့နှစ်ဦးကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်ခဲ့ကြောင်းရင်းနောက်ပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်များကိုအမှတ်301ချေမြန်တရင်တို့ပို့ဆောင်ကြောင်း၎င်းတို့ပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်များတွင်လူငယ်တအုပ်မှစစ်ကောင်စီအရာရှိကြီးတဦးဤသားဖြစ်သူပါဝင်လာကြောင်းထို့ကြောင့်အေးအေးယူခံရမည်ကိုဆိုရင်ကြောင်းလမ်းပြီးအုပ်ချုပ်ရေးမှူးနှစ်ဦးစလုံး၎င်းတို့၏နေအိမ်များကိုဆုံးခွာထွက်ပြေးသွားကြောင်းသိရှိ ရှိရသည် နိုင်ဤကန်ကြေးရွာအုပ်ချုပ်ရေးမှူးဝန်ဆောင်နဲ့ရွာတိကလေးကြေးရွာအုပ်ချုပ်ရေးမှူးဟန်မောင်တို့ကစစ်မှုရန်အတွက်ပေါ်တာဆွဲတာလူသည်ရှာတာတွေလုပ်နေရကြပြီးအဲ့ဒီမှာသူတို့နှုတ်ပေါ်တာဆွဲလိုက်တဲ့ကလေးတယောက်ကစကားစကြီးပိုင်းတယောက်ရဲ့သားဖြစ်နေတာကိုမသိဘဲဆွဲလိုက်တာဖမ်းထားတဲ့လူငယ်တွေကိုအမှတ်301ချိန်မြန်တရင်ကိုပို့တယ်တထင်းရောက်မှသူတို့ဖမ်းလာတာကစကားစကြီးပိုင်းတယောက်ရဲ့သားဖြစ်နေရသေးတာအဲ့ဒီတော့အဲ့ဒီအုပ်ကြီးနှုတ်ဦးလဲအစာဖြောက်ပြီးထွက်ပြေးနေတယ်ဟုရင်းပြစင်ကိုတိကျစွာသိရှိထားသောဒေသပြည်သူကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆို ဆိုသည်အလားတူပဲမကွေးမြို့နယ်လွန်မြန်ကန်ကျေးရွာအုပ်စုလွန်မြန်ကန်ကျေးရွာအုပ်ချုပ်ရေးမှုလည်းဖြစ်ပြူစောတိကောင်ဆောင်လည်းဖြစ်သူဝင်းမြိုင်ကလည်းပြူစောတိများဖြင့်လက်နက်တပ်ဖွဲ့စည်းကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေကြောင်းသိရှိရသည်ဝင်းမြိုင်ကလည်းလူရင်အအနေဆုံး30ကျော်နဲ့လက်နက်အင်အားအအနေဆုံးတနက်10လဲလောက်နဲ့သူ့ရွာထိပ်မှဂိတ်တစ်ခုဖွင့်နေ။အုပ်ကြီးဝင်းမြိုင်ကိုယ်တိုင်စစ်ပြောက်ကြားဝတ်စုံဝင်ပြီးစက်ကြီးကောက်တဲ့ပေါ်တာဆွဲတာတွေလုပ်နေတယ်ဟုဒေသတရင်ရဲမြစ်ကပြောဆိုသည်။ ရခိုဆက်လက်ပြီးပြည်သူ့ကောင်ရီတပ်ကဖမ်းဆီးထားတဲ့တမ80ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦး2021ခုနှစ်တွင်မတ်တစ်စစ်ပြူဝမှုအဖြစ်ရန်ကုန်မှပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုတွင်အကြီးအကဲဦးဆောင်ပါဝင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲတွင်ပြည်သူ့ကော်ရီတပ်များကဖမ်းဆီးထားတဲ့တပ်မ80ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးတင်2021ခုနှစ်စစ်အာဏာသိမ်းချိန်တွင်ရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမှတ်၁စစ်ဗျူဟာအဖွဲ့မှစစ်ဗျူဟာမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးရန်ကုန်မှစစ်အာဏာရှင်ဆန္ဒပြပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ရာတွင်အ धिक ဦးဆောင်ပါဝင်ခဲ့ကြောင်း၎င်း၏အကြောင်းကိုသေချာစွာသိရှိထားသောသတင်းရင်းမြစ်ကပြောဆိုသည် ဗိုလ်မိုးချုပ်အောင်တပ်ဦးသည်စစ်တပ်ကတို့အပစင်၄၀နှစ်ကျောင်းဆင်းဖြစ်ပြီးတမ89တမမှုအပြင်2024ခုနှစ်နှစ်စံပိုင်းတွင်မှစတင်တောင်းယူခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏နောက်ကျောင်းရာဇဝဲများကိုပြန်လည်လေ့လာခြင်းလည်း2021ခုနှစ်စစ်အာဏာသိမ်းစအချိန်ရန်ကုန်မှဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာတွင် အောင်တဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမှတ်၁စစ်ပြူဟာမူဘုံမူကြီးအဖြစ်ဖြင့်အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ယင်းနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်၁စစ်ပြူဟာမူအဖြစ်မှကံယူရန်တိုင်းစစ်ဌာနချုပ်ကော်တောင်းတနေ၏စစ်ပြူဟာမူအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းယင်းနောက်တက်မ89 ော်တက်မှမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရသည်ဖုံမူချုပ်အောင်တဦးရင်စနေဒေါ်သက်စုနွယ်တော်တာကြီးဖြစ်သူပြေရှင်ဦးတာငယ်အန်ဖုံဦးတို့ရှိကြောင်းသိရှိရသည် 2021တုန်းကအောင်သက်ဦးက89တက်မှမမဟုတ်သေးဘူး2021ခုနှစ်အာနာသိန်းတဲ့အထေက89တက်မှမကဘုံမှုချုပ်မြတ်သက်ဦးသူ့ရဲ့နောက်မှာဘုံမှုချုပ်မင်းကိုကိုသူ့ရဲ့နောက်မှာစိုးမြတ်ထွသူ့ရဲ့နောက်မှာကြွကြွဟန်သူ့ရဲ့နောက်2024မှာမှအောင်သက်ဦးက89တက်မှမဖြစ်လာတဲ့အခုလက်ရှိ89တက်မှမအောင်သက်ဦးက2021လောက်တုန်းကရန်ကုန်တိုင်းအမှတ်1စစ်တေးတာမှု အရိကနေနောက်တော့စပခမှုအရိကမှာ89တမမှုရန်ကုန်ခေတ္တဤတရင်ရင်မြကပြောဆိုသည်အင်းတို့မျိုးသိန်းတိုက်ပွဲတွင်တမ89တမမှုဘုံမှုချုပ်အောင်တပ်ဦးကိုလက်ရရှင်ဖန်စီရရှိတော်လေလက်ရှိချင်းဤအန်ယူဂျီကတရားဝင်တရင်ထုတ်ပြန်ခြင်းမရှိသေးပေ ဆက်လက်ပြီးစလင်းချင်းမြို့မှာရဲစခန်းမှာနေရင်တူမိသားစုနဲ့အတူအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစလင်းချင်းမြို့မှာရဲစခန်းတွင်တော်ဝင်ကြနေသည့်နေရင်တူမိသားစုနဲ့အတူအလင်းဝင်လာကြောင်းရှင်မာပင်ခရိုင်တရင်16ထံမှသိရသည်။ နေတဲ့ဒုတက်ချက်ရဲလင်းသည့် G3 တလက်ဂျင်းကားတော်နှင့်အတူ2025ခုနှစ်ဧပြီလ9ရက်နေ့ညနေပိုင်းတွင်ရှမာပင်ခိုင် MS6 တရင်ထံမိသားစုနှင့်အတူအလင်းဝင်ရောက်လာခြင်းဖြစ်သည့်လက်နက်ခဲယံများနှင့်အတူအလင်းဝင်လာသည့်ဒုတက်ချက်ရဲလင်းကိုရှမာပင်ခိုင်တရင်16ကဂုံပြုစုငွေ380ချက်ချေမြင်သည်ဟုသိရသည်ဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့တောင်ငူဖဲခုံနှင့်တီးတိမ်မြို့နယ်တို့တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့ကြောင့်ပြည်သူ့နှုတ်ထက်မနေသေးဆုံးပြီးနေအိမ်များပျက်စီးမိ ီလောင်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်အကြံပဲစက်ကောင်စီကတောင်ကုန်မြို့နယ်ဖဲခုံနဲ့တီတိန်မြို့နယ်တို့တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့ကြောင့်ပြည်သူနှုတ်ထက်မနေသေးဆုံးပြီးနေအိမ်များပျက်စီးမိလောင်ကြောင်းဒေသပြည်သူများနဲ့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ9ရက်နေ့နဲ့ဧပြီလ10ရက်နေ့တို့တွင်တောင်ကုန်မြို့နယ်လိပ်သူတောင်ကုန်လမ်းမရှိကြောင်လုံးကြီးထုံမိုးအုံချစ်ပင်ရွာတို့ကိုတရက်လင်း3ချိန်လင်းဖြင့်ပုံကျဲချနေကြောင်း ။ထို့ပြင်တန်းတော်ကြီးမှစစ်တပ်ကဟောင်းဝင်းစာအများများဖြင့်ပြစ်ခတ်ခဲ့တဲ့ပြင်ကျောင်းလုံးကြီးကျွာမှပြည်သူတို့အသေးဆုံးပြီးနေအိမ်ငါးလုံးမိလောင်ပျက်စီးခဲ့ကြောင်းအုံချက်ပင်ရွာတွင်လည်းစစ်တပ်ကလက်နက်ကြီးဖြင့်ပြစ်ခတ်တော်ကြောင်းပြည်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းသိရှိရသည်။ ဧပြီလ9ရက်နေ့ကြောင်လုံးကြီးရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုတောင်ကို339ညနှစ်တက်အပောင်းဝင်စူပေါင်းတော်လင်းတက်ကဝင်ရောက်တိုက်ခိုက်ဆိုတဲ့အတွက်စစ်ကောင်စီတပ်ဗမာအသေးပြောက်များတင်တိုက်ပွဲကတော့အကြီးကြီးဖြစ်သွားတယ်ဟုတော်လင်းသတင်းရင်းမြစ်ကပြောဆိုသည်ထို့ပြင်ကရင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းဆက်ဖေကုံမြို့နယ်တိကျိတ်ကြီးရွာတို့စစ်ကောင်စီတပ်ကရမန်နေဧပြီလ10ရက်နေ့ည7:45မိနစ်အချိန်စစ်တပ်ကလေရင်ဖြင့်ပုံချဲချတဲ့ပြင်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ထို့သူချင်းပြည်နယ်တီတိမ်မြို့တွင်မော်ဘင်းကျေးရွာကိုယနေ့နနက်ပိုင်းတွင်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်သွားခဲ့ပြီးပြည်သူများတေဆုံးထိခိုက်မှုအခြေအနေကိုမသိရှိရသေးကြောင်းချင်းတော်လင်ရင်တရင်ရင်မြက်ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်